ဒီသုတ်တဏီဟောဖို့ဖို့နိယဓမ္မစင်တိုင်းမြတ်စွာဘုရားကတပါးတဲ့ဟောသွားတာမဟုတ်ပဲနဲ့အမီးအဖြေပုံစံနဲ့ဟောသွားတာအမီးအဖြေလုတ်ပြီးတော့ဟောတယ်ဆိုတာပို့ပြီးတော့ရှင်းလင်းနေပြတ်သားတယ်နားရတဲ့ပုဂ္ဂိုလ်ဒီမှာအသိဉာဏ်ပို့ပြီးတော့တိုးတက်တယ်ဒါကြောင့်ဟိုဆောင်းမွေးတွေပဲကျင်းပတယ်ဆိုတာလေဒီသဘောပါအမီးဖြေလုတ်ကြမိကွန်ပု္ပ္ပာထုတ်လိုက်ပြီဆိုလို့ရှိရင်မဖြေရမယ်ဆိုရင်အဖြေရစဉ်းစားရတာဖြစ်သည့်အတွက်ကြောင့် အမေးနဲ့ဖြေသည်ဆိုလိုရင်းအိဗယ်ကို ပို့ပြီးတော့ရှင်းလင်းပြတ်သားစေတယ်အသိဉာဏ်လေးဟာပို့တုတ်တဲ့ဒါကြောင့်မို့အမေးဖြေနဲ့သင်တာမျိုးဟာသင်ကြားတဲ့နေရာမှာထိရောက်တဲ့သင်ကြားမှုမျိုးဖြစ်သည့်အတွက်ကြောင့်ပฏิပု္ပ္ပစာဝိနိတာမိကုံထုတ်လိုက်ဖြေပေးလိုက်ရှင်းပြလိုက်နဲ့ပို့ပြီးတော့တရားသဘောကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားနားလည်စေတယ်အဲ့တော့မြတ်စွာဘုရားကို လေးနဲ့တည်းမိကုံမေးဖို့ဆိုတာဉာဏ်တဲ့ပုဂ္ဂိုလ်တွေကမေးနိုင်မှာမဟုတ်ဘူး။ဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ကနေမိတဗုဒ္ဓဖရာတဆူကိုဖန်ဆင်းလိုက်ပြီးအဲ့ဒီနေမိတဖရာကမေးသမျှကိုပဂရိဖရာကနေပြီးတော့ဖြေဆိုတာအဲ့ဒီနီးစနစ်နဲ့ရှင်းပြတာပေါ့